ကာမဇောချုပ်တာဇံနဲ့ချုပ်တာမှန်ခဲ့လို့ရှိရင်ဆက်မရှူပါနဲ့တော့ဆက်ကရှူရှူမရှူရှူဒီတိုင်းသာပြစ်ထားလိုက်တော့အကယ်၍မိမိကရှူလို့မရဘဲနဲ့ဆိုရင်မင်းဒီယောက်ျားကတော့ပဂတိတော့ရှူနေလိမ့်မယ်ဇောတင်မိမရှူဘဲနဲ့လည်းသူ့ဘာသူတကောကာမတတ္တိနဲ့ရှူတဲ့ပဂတိရှူတာလေးရှိပါတယ်ပဂတိရှူတဲ့ထိကျက်ကလေးကိုပဲတမာရင်းအပြင်ထူထောင်လို့လည်းရတယ် အကယ်၍စိတ်ဓာတ်တိပ္ပံကိုရှုမယ်ဆိုရင်လည်းရှုလို့ရပါတယ်ကျော်ရပြကြီးကညွှန်ကြားရတယ်လှုပ်ဆောင်စီရင်တပါတော့အကြောင်းတရားများ ရှိမရှိကို မင်းကြောတော့မူပါဗျာတဲ့အဲ့ဒီဟိုအကြောင်းနေဒီအကြောင်းနေကိုဦးဇင်းတို့မပြောလို့ဘူးဘာအကြောင်းပြောပြောပြစ္ဆေဗံဘဝကြီးရရပြီးပြီး ။ဟိုအတိတ်ကခွေးဘွားလာတဲ့အတိတ်ကခွေးပဲအခုလူပြစ်တာလူပြစ်မက်ရအောင်လားညှိုးစာ။အတိတ်ကမွေဖြစ်ခဲ့လဲမွေလိုတွန့်လဲဆောင်းအောင်လားလိုက်မလိုက်နဲ့တော့ဟိုတရားကျင့်နေသူ့သဘောသူဆောင်လို့မနိုင်သေးရင်တော့ဖြစ်နေလိမ့်မယ်။ဘာလဲညာလဲဘယ်ဘွားလာတာလား။ကံကြောင့်လားဟိုအားဓာတ်တွေခဏထားလိမ့်လို့ဆရာရှိကြ။အတိတ်ကပြီးခဲ့တဲ့အရေးကိုပြန်ပြီးမယူနဲ့တော့ရှိသွားမယ်လမ်းကြောင်းကောင်းအောင်ငါဘယ်လိုလုပ်ရမလဲဆိုတာကိုပဲကြိုးစားပါဦးဇင်းတို့ရှိမှဘယ်ဘွားလာတာတို့ဟိုဟာတို့ နမိတ်တိမီနာတို့တခွမသာမကြောက်ဦးစင်းလာမိတဲ့ကျို့တပြိတော့အမိသေးသွားတဲ့ဘယ်ရောက်လဲသူ့ဘောက်ရောက်ချင်ရောက်မှာပေါ့သူငါရောက်တယ်ပြောတော့နေယုံသလားလို့ဦးမမင်းရပဲနဲ့ဘယ်သူပြောတာမှမယုံနဲ့လို့အယောင်ကြီးထွက်ပြီးငကင်းကြီးရှိပြီးတော့မိုးပြန်နေပြီမယုံနဲ့လို့ကိုမမင်းရပဲနဲ့ဘယ်သူစကားမှမယုံနဲ့လို့ဦးစင်းအဲ့လိုပဲသင်ပြီးပါအနာဘနာရှူစဉ်နဲ့ရင်မမ လေးနင်းသလိုခံစားပြီးတွေ့ခဏနာမျိုးခြင်းပါလေဗဇဖွင့်ပြီးရှူတော့မှတွေ့မျိုးချခြင်းစိတ်သက်တာပါလေတဲ့ဗဇနဲ့ရှူလိုက်နှာခေါင်းနဲ့ပြန်ရှူကြည့်လိုက်နဲ့ပထမပိုင်းမှာချိန်ထိုးရှူနေပါလေတဲ့အဲ့ဒါလိုလောက်တာရှူပုံမှန်ပါသလားတဲ့ဒါကဒီပုဂ္ဂိုလ်ကြတော့အာဘောလွန်တဲ့ပုဂ္ဂိုလ်ပေါ့အာဘောကတော့တွေ့တွေထွက်မယ်တရီတွေထွက်မယ်ချွေးတွေထွက်မယ်အဲစသည်ဖြင့်ပေါ့သူကသူ့တတဘာလွန်ခဲ့တာသူပြတာပေါ့ ပမာတိမရတဲ့အချိန်မှာတော့ဦးဇင်းတို့တရားစခန်းမှာထွေးကန်လေးချပေးပါတယ်။ထွေးကန်ချပေးလို့ရှိရင်သူ့တွေးတွေတယူတွေတားထွက်လာပြီဆိုရင်ငုံမထားနဲ့ထွေးချပေး။ဦးဇင်းတ िश ူပါချပေးရဲ့ကိုယ့်အကိုလုဆရာမလို့ဆရာလေးတွေရဟန်းနေရနှခမ်းနေပါတယ်အကုန်သုတ်ပေးပါတယ်။သူ့တက်လွန်ခဲ့တဲ့သဘောအကယ်၍အဲ့ဒီပုဂ္ဂိုလ်ကိုသေလို့ရှိရင်အချွဲကြသေးမှာ။သူအာဘောဥစည်းတာဘူး။ မသေးခင်ကဒီဓာတ်ကိုကုံအောင်ကိုဖြိုထိုင်းသိရင်ချွဲချက်မသေးတော့ဘူးကောအဲ့ဒီအကျိုးခံစားပါလေအဲ့တော့ပါးစပ်နဲ့ရှူလိုက်နှာခေါင်းနဲ့ရှူလိုက်ဆိုတဲ့ပထမပိုင်းမှာချိန်ထိုးရှူနေတာဒါဥစဉ်တော့ခဏအမီးလေးဆိုတော့ဒီပုဂ္ဂိုလ်ရှေ့ဆက်ဘယ်လိုပြရမယ်ဆိုတာတော့ရှေ့ဆက်ကျင်းမှသိမှာပါသို့တော်လည်းပဲမျိုးခုနတတွေးတွေပါရင်မျိုးချစီစိဖြစ်လာရင်တတွေးတွေခုနထွေးကန်လေးနဲ့တာထွေးထွေးပြီး ထွေမူလကမ္မထံအာနာပါနကမ္မထံနာပြန်ကောက်ပြန်ကောက်ရင်သတွေတွေပြေးလိုက်ပြန်ထွေပေးလေနောက်တော့သူ့ဘာသူပါဝိုင်ပြောက်ဝိုင်နောက်သတွေတွေထွက်လာတယ်ရောမြူချတာတွေရောမရှိတော့ဘူးအာနာပါနဆက်ခြင်းလို့ရပါပြီလေတိုးရှူပြီးထိကျက်ထိကျက်တိအောင်အာုံပြီးတော့တကောလုံးသူ့လိုလိုမသိသေးကညှိချုပ်တောက်တင်းတယ်လို့ဖြစ်သွားပါတယ်တတိဝင်တော့ငါခန္ဓာမဟုတ်ဘူးရှော့ထားဂယုမဆိုင်နဲ့လို့ ပြန်ပြီးကိုကိုကိုသတိပေးနေပါလေတဲ့အဲ့လိုသတိပေးခြင်းမှာအယူရောသွားပါလေတဲ့တိုးရှူလိုက်တောင်းသွားလိုက်ရှော့ခိုင်းလိုက်တိုးရှူလိုက်တောင်းသွားလိုက်ရှော့ခိုင်းလိုက်နဲ့တန်တရားလဲနေပါလေတဲ့မလျော်ပဲဂယုမဆိုင်ဆက်ရှူကြည့်တော့လက်တွေလိုလိုကောက်ကွေးသွားတယ်တဲ့ဝိုးကြောင်ပါလားတဲ့ဟွအရာကတော့ခုနဦးစင်းပြောသလိသူ့ရဲ့ဥမာပေါ်လူတွေဟာဒီတိုင်းနေပြီနော်အုံးမင်းတပင်ဟာပေါ်လေ အုံးပင်တပင်ပေါက်လာပြီဆိုတော့အရှင်မြတ်ဒီအုံးပင်သီးပါမလားလို့မေးဖို့လိုသေးလားကြီးလိုက်ဒီအုံးပင်သီးပါမလားလို့မေးကြရမလို့ဒါပေမဲ့အခုသီးပြီလားဆိုတော့မသီးသေးဘူးနောင်အချိန်ကြာရင်သီးဖို့အတွက်အကြောင်းရင်းပါလာပြီဆလိုတာကလူတယောက်သေဖို့အတွက်စပြီးတော့လူဖြစ်သေးကသေဖို့အတွက်အကြောင်းရင်းပါလာပြီသား အဲ့ဒီအကြောင်းရင်းက तू ကတိုက်ဆိုင်ရင် तू ကပေါ်ပြတယ်ဗောအဲ့တော့ तू ကတနေ့ तू တတ်မဲ့ तू ယောဂာနဲ့ तू အကြောင်းရင်းကမွေးရပါလာတဲ့အတွက်ကြောင့် तू ကဦးစီးတယ်လေခုနဦးသိန်းပြောသလိုဦးစီးတယ်လေတိုးရှိပြီထိချက်သိအောင်အောင်ပြီးတော့တကောလုံး तू အလိုလိုမသိစိတ်ကညှိချုပ်ထားပါတယ်အဲ့လိုညှိချုပ်လိုက်တဲ့အခါမှာတကယ်တမ်းကျတော့မသိစိတ်ကညှိချုပ်တာမဟုတ်ဘူး စိတ်ကနောက်ကနှိချုပ်လို့တဲ့ဆန္ဒကအလိုကရှိကစိတ်ကနောက်ကဖြစ်တယ်နှိချုပ်လို့တဲ့အလိုကလည်းကိုကမသိပေနဲ့ဖြစ်လာတဲ့သဘောသည်ခုနဥစဉ်ပြောသလိုယောဂါကြောင့်ကမ္မတတ္တိကြောင့်ခုနလိုဒီခန္ဓာရဲ့ဝါယောဥစည်းတဲ့သဘောကြောင့်မသိစိတ်ကအလိုလိုသူကနှိချုပ်ပြီးသားဖြစ်အဲ့ဒါလည်းပါတယ်ကံတတ္တိကြောင့်လည်းအတိတ်ကပြုခဲ့တဲ့ကံတတ္တိကြောင့်လည်းပါတယ် အဲအဲ့ဒါကြောင့်လည်းဖြစ်တယ်အဲ့တော့ဒီလိုပုံကိုယ်တွေကအခုအစပိုင်းအခုအမီးပိုင်းကတော့ဒီလောက်ပဲရှိမယ်ဆက်လက်ပြင်ဆင်ပြရမှာတော့ဦးဇင်းတို့တရားစခန်းထဲဝင်မှာပဲအဲ့ဒီပုံကိုယ်တွေအကုန်လုံးလက်ဆက်တတ်သွားပါတယ်ဒီအစလေးမှာတော့ဒီလိုပဲဖြစ်မယ်ကိုယ့်ဘာကိုယ်အိမ်မှာကျင့်တော့ကိုမြင်းကိုဆိုင်စကိုင်းရောက်ရောက်ဖြစ်ဦးဇင်းတို့အခုရန်ကုန်မှာအခုကျင့်နေတယ်မနေ့3နာရီနေ့6နာရီတနေ့7နာရီကပုံမှန်ပဲ အဲ့ဒီပုံကိုယ်ဒီအိန္ဒြေတဲတာတဏှာကြီးကြာတော့အခုချိန်ကြီးမပြီးသေးဘူးအိန္ဒြေတီဆောက်ပုံကိုမပြေဝမမှန်ကန်တဲ့အတွက်ကြောင့်ရှိကိုမတိုးနိုင်မင်းနဲ့လဲနေတာအများကြီးအဲ့တော့ကိုယ့်ဘောက်ကိုအိမ်မှာထိုင်မယ်ဆိုတော့ကိုယ့်အမားကိုကိုမသိဘူးဦးစင်းတို့ကတရားထောက်တဲ့ပုံကိုဆိုတော့ဒီပုံကိုရဲ့အမားကိုစောင့်ကြည့်ပေးတာကိုယ့်ဘောက်ကိုကြာတော့အိမ်မှာစောင့်ကြည့်ပြီးတဲ့ပုံကိုမရှိတဲ့ကကြာကိုထင်းသလိုကိုကျင့်တာပေါ့ အဲ့အတွက်ကြောင့်ဦးဇင်းတို့ကစခန်းဝင်ပါလို့ဆိုလိုတာလူဖို့တပြားမှမယူခဲ့နဲ့လမ်းစိတော့မပေးနိုင်ဘူးလမ်းစိကတော့ကိုယ့်အခုရရင်းခဲ့ကိုကြိုက်ရင်ဇိန်နဲ့ထားမယ်အရာကုန်24နှစ်အပြည့်ပေးမယ်အကယ်၍မိမိပါကြိုက်လဲလူအရင်အထူးတကယ်ကျင့်တဲ့ပုဂ္ဂိုလ်ပျော်ကြွတို့လုပ်ပေးတယ်စိတ်တိုင်းညထားပြီးစိတ်တိုင်းညကျွေးပြီးရေးဆက်ဆက်ခိုင်းတာ ရက်ဆက်တယ်ဆိုတာကောင်းဘူးလားမကောင်းဘူးလားရက်ဆက်တယ်ဆိုတာခမရတို့ပြောတာမဟုတ်ဒိတ်ကြီးနဲ့တဏှာကိုပြောတာဟုတ်တယ်လားသူမရက်ဆက်လို့ရပါမလားမရက်ဆက်လို့ဟိုနာတိဒုက္ခတွေများလာပြီသူ့အလိုလိုက်လို့ပြကျွတ်တော့သူ့ကိုတော်လန်းမှာအဲ့တော့ယောဂီတို့ဆက်လက်ပြီးတော့ကောက်ကွေးတော့တဲ့ဝူကြီးကြောင့်လားဆိုတာဟိုကြောင့်နေဒီကြောင့်နေခဏထားပါအဲ့ဒါဒီဥစဉ်တို့ဥစားမပေးပါဘူးဘယ်ကြောင့်မဖြစ်ဖြစ်ဒီကိစ္စပြောင်းရှင်းရပါမယ် ပြတ်ပါတယ်ဦးစင်းတို့ရှိလာကြည့်ရင်ပြတ်ပါတယ်ခင်ဗျားတို့ပါတီလို့မဲဆွဲဖို့ထွက်လာတာမဟုတ်ဘူးနော်ဟိုမှာရန်ကုန်မှာတော့ပေါ့ပညံကုန်ပြီတပိတော်ဒီအာနာပါနာကျင့်စဉ်ကိုနှစ်နာရီအပြည့်ရှူလို့မရပါခင်ဗျာတဲ့ တပည့်တော်ဒီအာနာပါနာကျင့်စုကိုနှစ်နာရီအပြည့်ရှူလို့မရပါခမရဆိုတော့ဒီဘက်ကိုဘီကြားဖြစ်လေရှိရတပည့်တော်ပြောပြီးနောက်ကခမရကြီးကပါဘဒုကိုမင်းကြောက်ကိုမင်းလည်းဘဒုမင်းမိနစ်30ခန့်တွင်နဲ့ရုတ်တရက်တိကနဲ့ရက်သွားလေးရှိပါသည်ထို့နောက်ခန္ဓာကိုယ်သည် ပလစတာမန်ထားသလိုမလုံမရဖြစ်နေပါသည် အာဒီဘက်ကိုကောင်းတယ်အဲဒီကျင့်စဉ်ကောင်းတယ် တခါတရမိမောနေပါလိတခါတရံမိမောနေပါလိယခုချုပ်ဆဲသည်ကိုမှတ်နေပါသည်တဲ့အဲ့လိုဆိုတော့ဒီပုဂ္ဂိုလ်ကဥစဉ်တို့နဲ့ကျင့်ထားပြီးတဲ့ပုဂ္ဂိုလ်ကိုသူကနာမည်မပါဘူးဥစဉ်တို့ဒီအာနာပါနာကမ္မထာနေဆိုအခြေခံနေပါခုနကာမဇောကိုဥစဉ်တို့ကဒုက္ခတွေကြောတာပေါ့ဒုက္ခဝေဒနာနဲ့ရှင်ဆက်ဆက်တဲ့တဏှာကိုဥစဉ်တို့ မဟာဗလိနဲ့အပြီးဖြတ်ချလိုက်တဲ့အခါကျတော့ကာမဇောဆောလို့မရတော့ရှုဘလို့ရှုရှုပြုတ်ကြပါလားသူ့ဘာလို့ဆင်းလောက်ကြီးနေလဲရှုဘလို့ရှုရှုပြတ်ကတိကနေပြတ်ကြမရထရှုမရတော့မက်ကသတ်ထားပြီးပြီဆိုအဲ့လိုသေးနေရမယ်မက်ကူးထားတာမက်စရာလောဂီမက်တွေပေါ့မက်ကူးထားတာဟုတ်လားမဟုတ်လားဆိုတာနာအတ္တနဲ့ပြန်လို့ကြည့်မရဘူးမက်ကသတ်ချတယ်ဘလို့ရှုရှုပြုတ်ကြပါလားမရတော့ဦးစင်းခုလာကန်ဒီမှာခုနပြောပြလာမနေဦးသားအောင်ဆိုတာ အရက်ကိုတခါတည်းတအားတောက်တာမျိုးလုံးကြီးရေးပြီးဘဇုံမျက်စိလိုပြုတ်လာအခုလာကနီးမှသူလာကြတော့တယ်ရှင်ဖျားတဲ့အရင်တော့အတိနဲ့ဆုံးမပြီးတော့အပေါင်းသင်းတွေသူကဒုသမရနဲ့မကိုတိုင်းဝန်ကြီးချုပ်နဲ့သူတို့ကတခါနဲ့တငယ်ချင်းတွေကိုတငယ်ချင်းတွေကလည်းပြောတယ်တဲ့တပြည့်ကလည်းရှစ်တော့ရှစ်တယ်ဗျာဒါပေမဲ့အရက်ကမဖြတ်နိုင်ဘူးအခုဆရာတော်တရားနဲ့လည်းကျင့်ပြီးတော့အနံ့အောင် ခံလို့မရတော့ဘူး တခါတလေမြန်ဟုတ်မဟုတ်ပါမလားဆိုပြီးတော့စိတ်နှလုံးသွင်းကြနှလုံးသွင်းလို့ကိုမရတော့ဘူးအဲအဲ့လိုဖြစ်ရအခုလဲဒီမှာသူကချုပ်ဆဲသီးကိုမှတ်နေပါသည်တဲ့အာနာပါနသမารီကိုနှစ်နာရီအောင်ထိုင်ပြီးမှချုပ်ဆဲသီးကိုမှတ်ပါမလားတဲ့ဆိုတော့ဘယ်သူမှလည်းမသိတပီတော့ဆရာတော်နဲ့ကျင့်ခဲ့ပြီးဆိုတော့လည်းမပါဘူးပေါ့အဲ့လိုမပါတဲ့ကြောင့်ဦးသိန်းဖြေရမှာနည်းနည်းခက်တယ်ပေါ့သို့တော်လည်းပဲမိနစ်30ခန့်တွင် ရုတ်တရက်တိကနေပြသွားတရားကျင့်တိုင်းကျင့်စဉ်နှစ်နာရီအပြည့်ရှူလိုက်ပါရှူလို့မရပါဗျာတဲ့မိနစ်30ကနေရုတ်တရက်တိကနေရက်သွားလေးရှိပါသည်လေးရှိပါသည်ဆိုတော့အမြဲတမ်းလို့လို့ဖြစ်နေပါဘူးအဲ့ဒါဆိုရင်ဦးဇလူရှိမှာမဟာပလင်းနဲ့ကာမဇောဖြတ်ထားတဲ့ပုံပုံသည်ရှူလို့မရတော့ဘူးအဲ့လိုရှူလို့မရတော့ကာမဇောချုပ်သွားတာနဲ့ဇန်ကအကုန်ချုပ်ပြစ်တာကာမဇောကစိတ်ကိုချုပ်ပြီဆိုတဲ့အတွက်ကြောင့်စိတ်နဲ့ယုံနဲ့ဆက်ဆက်တဲ့ကာမကိလေသာလောက လောဘဒေါသဇောတိကဝင်လို့မရတော့အဲ့တော့ပထမဇံရတဲ့ပုဂ္ဂိုလ်ကြီးတဲ့ခန္ဓာကိုယ်ကြီးကကြောက်တုံးကြီးလိုဖြစ်သွားတယ်တဲ့အခုတော့စိတ်နဲ့ယုတ်နဲ့ဆက်ဆက်ပြတ်သွားတော့ပဂတိကြောက်တုံးကြီးလိုဖြစ်သွားတာမှန်တယ်အဲ့ဒါကသူကရတ်သွားလိရှိသည်ဆိုတော့တရားအာနာပါနတရားထိုင်လို့အာနာပါနရှူတိုင်းဒီသဘောဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်မှန်တယ်အဲ့လိုမှန်လို့ရှိရင်ရှေ့ဆက်ပြီးတော့ ဒီအာနာပါနာကမ္မထံဆိုတဲ့ကာယိခါဝေးတန်းကိုပြန်ကျက်ဖို့မလိုတော့ဘူးသရာသိန်းညိုရောက်နေတဲ့ဘုရားကာယိခါဝေးပြန်ကျက်ဖို့လိုသေးလားအေးအဲ့ဒီသဘောဆိုင်သွားတာအဲ့တော့သရာသိန်းညိုရောက်တဲ့ဘုရားကာယိခါဝေးပြန်ကျက်စရာမလိုတော့ဘူးအာနာပါနာပြန်ရှူဖို့မလိုတော့ဘူးတဲ့အကယ်၍အာနာပါနာတတိကိုကျင့်ကျင်နေသလိုရှိရင်ကိုယ်အလိုနဲ့မရှူဘဲနဲ့ပဂတိရှူနေတဲ့ဝင်လေ ထွက်လေလေးမှပဲသတိထားဖို့လိုပါတယ်ပတံပယံကာယသင်္ခါရံ သင်္ကာယသင်္ခါရံဆိုတဲ့ဝင်လေထွက်လေရှူဆိုင်မှုကာယသင်္ခါရတရားလေးဟာအစင်ငိမ့်သွားပြီးနောက်ဆုံးရပ်သွားတဲ့အထိရှူရမယ်လို့ဘုရားဟောထားတဲ့အတွက်ကြောင့်ပထမပိုင်းကကျန်းတဲ့နောက်တော့တိမ်သွားပြီးနောက်တော့ရပ်သွားတယ်ဆိုတဲ့အပိုင်းသုံးပိုင်းရှိတယ်ကျန်းတဲ့အပိုင်းရဲ့အစင် ပြောင်းလဲတဲ့တိမ်သွားတဲ့အပိုင်းရဲ့ရက်တဲ့ဆရှူတဲ့အကြမ်းပိုင်းရဲ့နည်းနည်းယော့သွားတဲ့ယော့ယော့ယော့သွားတဲ့အလဲပိုင်းရဲ့နောက်ဆုံးရက်သွားတဲ့အပိုင်းရဲ့ဆိုသုံးပိုင်းရှိတယ်အဲ့ဒီသုံးပိုင်းမှာအကြမ်းပိုင်းပြုတ်သွားပြီး သေးသိမ့်တဲ့အပိုင်းကနေရက်တဲ့အပိုင်းထိတက်ဖို့အတွက်အာနာပါနဆက်ကျင့်မယ်ဆိုရင်ကာယတတိဆိုတဲ့အာနာပါနကမ္မထံကိုဆက်လက်ပြီးတော့ရှုရပါမယ်အဲလိုရှုတဲ့ဆိုလို့ရှိရင်ဇိုင်ငါ၅ပါးနဲ့ကိုက်ညီအောင်ကျင့်ရပါမယ်အဲလိုဇိုင်ငါ၅ပါးနဲ့ကိုက်ညီအောင်မကျင့်ညီဘူးဆိုလို့ရှိရင်ခုနချုပ်ဆဲသည့်ဆိုတဲ့နံကမ္မထံကို ပြောင်းရှုလို့ရပါတယ် ရှင်မြတ်ဤဘဝင်တွင်ဩဤဘဝတွင်ကြိုးစားကကြိုးစားကတရားထုတ်တော်လဲသောတပတ္တိဖို့ကိုမရနိုင်တဲ့ပုဂ္ဂိုလ်လို့ရှိပါသလားဗျာကျုပ်ကလည်းငခင်ကလည်းမထွက်ဘူးပြင်းဘုရားဆိုတာငခင်ကအရှိကြီးလေကျုပ်ကတိုးအဲ့ဒါဒီကတော့တဲ့ဦးဇင်းတို့ကဖြေလို့ရှိရင်လည်းမှားပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့အရာတွေဖြစ်ပါတယ်သောတပတ္တိ မဲ့ဖို့ကိုမရနိုင်တဲ့ပုံကိုရှိသလားဆိုတာကဘယ်သူမှလည်းမသိဘူးဒီပုံကအတိတ်ကဘလောက်ပါရမီဖြည့်ခဲ့တယ်ဆိုတာလည်းဦးဇင်းတို့မသိဘူးမိမိကိုယ်ကိုယ်ဓာမိမိမေးပါတပည့်တော်ဒီဘဝမှာတောတပတိဖို့တောတပံဖြစ်ပါမလားလို့မေးရင်တော့တိုက်ရိုက်ဖြေလို့ရပါတယ်သူကအများနဲ့ခြုံပြောထားတဲ့ကြောင့်တောတပ်ဖို့ကိုမရနိုင်တဲ့ပုံကိုလို့ရှိပါသလားဆိုတာဒါကပုံကိုလို့ရှိပါသလားဆိုတာမရှိဘူး မိမိကိုမိမိမေငါသည်တမတ်တခုမရလို့ရှင်သေခြင်းသေပြီဆိုတဲ့ပုဂ္ဂိုလ်တော်တော်ရှိပါတယ်နည်းမိဆမ်းတဲ့ပုဂ္ဂိုလ်ထမင်းစားတဲ့ပုဂ္ဂိုလ်ရဲ့ဟင်းမိတဲ့ပုဂ္ဂိုလ်ရဲ့နှစ်ယောက်ရှိတယ်ပေါ့ဟင်းချစ်တဲ့ပုဂ္ဂိုလ်ကရှိတဲ့ဟင်းนี่အကုန်စားလို့မရဘူးလေကောင်းမကောင်းတဲ့သူကဇွန်ပြားလေးနဲ့မြည်ကြည့်တာထမင်းစားတဲ့ပုဂ္ဂိုလ်ကတော့ချစ်တဲ့ပုဂ္ဂိုလ်မကြည့်ဘိုက်ပြီးအောင်တွေ့တာပဲအဲ့တော့မြည်တဲ့ စိတ်လောက်နဲ့ကြည့်ရင်တော့ဒီဘဝမှာသောတပတ္တိဖို့ဖို့မရောက်ပါဘူး။ထမင်းစားတဲ့ပုဂ္ဂိုလ်လို့စားစားလောက်လောက်နဲ့အတင်းစားခြင်းနဲ့ပုဂ္ဂိုလ်မျိုးအတွက်ကတော့နော်ဦးစင်းညွန်ကြပေးလို့အာမခံပါတယ်။မိမိဘက်ကပြေဝတဲ့ငွေတန်ဖိုးပေးမယ်ဆိုရင်ဦးစင်းကလည်းရွှေအခောက်အစစ်ကြီးပေးမှာပါ။အရှင်ပြပေးနိုင်မလားလို့မမေးနဲ့ကိုယ်မှပေးယူနိုင်တဲ့ငွေရှိသလားလို့ကိုယ့်အကူရာပြန်ကြည့်ပါရနိုင်တာတွေမရနိုင်နေတာဆိုတာဦးဇင်းတို့မဖြေကြည့်ဘူး သောတာပတ္တိဖို့တို့ရောက်အောင်တပြီးတော့ကြည့်မယ်ဗျသေသေးကြည်ကြည်ဖျားဆိုရင်တော့လာခဲ့အာမခံနေဟုတ်ပြီလားနောက်တစ်ခုကဆရာတော်ဖျားတပြီးတရားကိုဆရာတော်ဖျားတရားကိုများတယ်မှခန္ဓာကိုဖြုတ်ချလိုက်လွှတ်ချလိုက်ဆိုသည်ကိုတိတ်သဘောမပေါက်သေးပါဗျာတဲ့ဟင်းတင်းဓမ္မနဲ့တော့တွေ့တော့တော့တော့ဖြုတ်ချတာမရဘူးကာမဇောပေါ့ ကိုရင်အခု လက်ကြီးထောင်ထားတယ်ပေါ့ဟမ်ဒါလက်ထောင်ထားလက်သီးဆုပ်ထားတယ်လက်သီးဆုပ်ထားတယ်ဆိုတော့လက်လည်းမြောက်ဝအောင်ဒီလက်ကြီးလည်းမြောက်ဝအောင်စိတ်ကနှလုံးရည်ညှိပြီးမတင်းရအောင်လားလက်သီးဆိုဆုပ်ဖို့အတွက်နှလုံးရည်ကိုမညှိရအောင်လားအဲ့ညှစ်ထားလို့တွန်းထားလို့ဟာရီယုတ်ကြီးမြောက်နေတာဟာရီယုတ်ကြီးကို သူ့အတိုင်းပြန်ချခြင်းဘာလို့ရမလဲ ဒီယုတ်ကြီးကိုမြှောက်ထားတဲ့ညှစ်ထားတဲ့စိတ်ကနှလုံးကြီးကိုညှစ်တဲ့အလုပ်ကိုမလုပ်ဘဲနဲ့ဖြုတ်ချလိုက်တော့ပြုတ်မသွားဘူးလားအဲ့ဒါကိုလွှတ်ချလိုက်လို့ပြောတာဒါကြီးလွှတ်ချလို့မရဘူးဒါလက်ကြီးကိုတင်းမြောက်ထားတဲ့နှလုံးလုံးလာပြူထားတဲ့နှလုံးကိုညှစ်ထားတာကိုစွန့်လိုက်ပါမညှစ်နဲ့တော့လို့ညှစ်တဲ့အလုပ်ကိုလွှတ်ချလိုက်လို့ပြောလိုက်တာပါသဘောပေါက်ပြီလားတော့မသိဘူးမပေါက်ရင်လည်းရန်ကုန်ဖိတ်ခေါ်ပါတယ်ဘုံတော့ ်မဲဆိုတာတော့မဟုတ်ဘူးနော်မိမ့်မနေကျုပ်ဘယ်ပါဠိတည်းမှမပါဘူးတရားထိုင်နေစဉ်ခဏခဏဖြုတ်ချင်နေတာဝရိယအားနေတာလားဘယ်ကဲ့သို့ပြင်ဆင်ရမည်နည်းတဲ့ကျိုးနဲ့တုတ်လိုက်ရင်သေးကြတာပေါ့ခဏခဏဖြုတ်ချင်တင်ကျိုးနဲ့တာတုတ်လိုက်ငိမ့်နေပါလေဝိရိယနဲလို့ပါခမာဟုတ်ပြီလားဝိရိယဆိုတဲ့စကားတခွန်းက ြီးပြီးဝဝပြောရမယ်ဆိုလို့ရှိရင်ဘုရားဟောဒေသနာအတိုင်းပဲပြောရမှာပါလူရင်းလေးကောက်နှုတ်ချက်ပြောရမယ်ဆိုရင်တိခံနိုင်စွမ်းရှိရမယ်တဲ့တာဝန်မှမချရဘူးတဲ့ဒီမှာကျင့်တဲ့ယောဂီတွေအခုတရားနာတဲ့ပုဂ္ဂိုလ်တွေဒီမှာအလုလာလို့တော့အလုရှင်ခိုင်းတဲ့အလုလို့နေပါအောင်ပြာကြုတ်ပြင်းလို့ခဏနာအောင်မလို့ရရလားဖုန်ကြီးကြမှာဘာလို့ဈေးစစ်တယ် ဟွန်းဥမာကြတော့သူ့ဂျူဒီနဲ့သူ့နာယီနဲ့ကိုအပြည့်အလုံးမှာပတ်ဆံရပါဘူးအဲ့တော့အလုတ်ကမလုတ်ချင်လဲလို့လုတ်ချင်လဲလို့ကိုယ့်အလုတ်ကိုပြီးဆုံးတဲ့အထိတနေ့တာနာယီပြီးတဲ့အထိအောင်မလုတ်ရဘူးလားအဲ့ဒါဝီရိယအဲ့ဒီဝီရိယကအောင်သီးအောင်သက်ဝီရိယလို့ခေါ်တယ်မလုတ်ချင်လုတ်ချင်တော့မလုတ်ချင်လုတ်ချင်တော့မှပြီးအောင်ဆုံးလို့ဆုံးဆုံးအောင်လုပ်ရတာဝီရိယအဲ့တော့ မနေ့ရှင်းနိုင်ရနေည6နိုင်အထိအလုံးလောက်ရမယ်ဆိုတော့မလုတ်ချင်ဘူးတဲ့ပင်မနဲ့ဆိုပေနဲ့ပင်မနဲ့ဒုက္ခကိုသိခံပြီးတော့나ယီပြည့်အောင်မလုပ်ရဘူးလားအေးဝရိယဆိုတာသိခံနိုင်စွမ်းလဲရှိရမယ်တဲ့အလုတ်ကိုပြီးဆုံးအောင်လဲလုံနိုင်တာကိုဝရိယလို့ခေါ်ပါတယ်တဲ့ပြီးနေရင်တော့ခဏခဏလုံမှာပေါ့အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဝရိယနဲလို့ပါလို့ဖြေရမှာပါ အာနာပါနအလင်းသမိတ်တွေပေါ်လာရင်ကြည်ကျင်တဲ့စိတ်ခဏခဏဖြစ်တယ်ခဏလေးပဲကြည်လိုက်ပြီးမူလကမ္မဏ်ကိုပြန်လာတော့ရှုမှတ်ရတာအစင်မပြေတာကိုရင်ဆိုင်နေရပါတယ်တနာတော့အပြင်တပိတော့အလမ်းမှန်ပြပြီးတော့မူပါဗျာအဲ့တော့တရားဆိုတာကမ္မဋ္ဌာန်းသမိတ်ရဖို့ပါကမ္မဋ္ဌာန်းဆိုတာ ဆိုလိုတာကတော့အယုစုကမ္မနာမြင်ရင်တဲ့ပုဂ္ဂိုလ်ကအယုစုမြင်အောင်ပေါ်ရတာအယုလည်းစိတ်ထဲမှာလည်းရုပ်ချင်းကြည့်လို့မြင်လာရင်နမိတ်ပေါ်သွားပြီပေါ့အဲလိုပဲကမ္မထမ်းမှာအလင်းနမိတ်အစင်းနမိတ်တူဆိုလည်းရှိပါတယ်အဲ့တော့ကိုကအလင်းနမိတ်ကလည်းပေါ်ခြင်းတိုင်းပေါ်လို့မရပါဘူးအတိတ်ကပါရမီအခြေခံပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကဒီဘဝမှာလာပြီးတော့သူ့ရဲ့အခြေခံခဲ့တဲ့မူလကမ္မထမ်းပြန်ပေါ်ပါတယ်ပြန်ပေါ်ရင် သူ့ရဲ့အလင်းနမိတ်ပြန်ပေါ်တယ်အဲ့ဒါဆိုရင်မဖြောက်ပါနဲ့ ပထမအဆင့်ကမဖြောင်းနဲ့ကိုနဲ့တင့်တော်လို့ပြုခဲ့တဲ့ကမ္မထံကိုဆက်ကျင်ရပါတယ်အဲ့ဒီအလင်းသမိတ်ကြီးကိုစိတ်ကမြင်ပြီးတော့အဲ့ဒါဓမ္မယုံအလင်းလို့ခေါ်ပါတယ်ဓမ္မယုံဆိုတာစိတ်ထဲမှာပေါ်တဲ့အာယုကိုပြောတာပါစိတ်ထဲမှာစိတ်အလင်းလင်းနေတာပါအဲ့လိုဓမ္မယုံဆိုတဲ့အလင်းတက်ပါစိတ်ကမပြန့်လွင့်အောင်ဓမ္မယုံနမိတ်အလင်းနမိတ်မှာစိတ်ကလေးကိုတီးလိုက်ပါ အကယ်၍တင်ညာပြီးပြီးတော့ပြုတ်ကျင်ရင်လင်းနဲ့လင်းနဲ့သို့မဟုတ်အလင်းအလင်းအဲ့လိုစိတ်ကလေးနဲ့တင်ညာပြီးပြီးတော့ဆက်ကျင်လို့ရတယ်အဲ့ဒီကျင့်စဉ်တိုင်းကျင့်မယ်ဆိုလို့ရှိရင်ခမရတို့အလောက်ကထွက်ပြီးတော်ရဲသွားပါဒီနယ်ထဲမှာမရပါဘူးသူကဒီကမ္ဘာနမိတ်ကိုမြင်းအောင်ရှုရမယ်ရှုလို့အဲ့ဒီကနေပြီးတော့ပထမဇန်တမာတိတိရအောင်ကျင့်ရမယ် ပထမဇန်တမာရိရပြီးရင်လည်းအဲ့ဒါဝသီဘောငါးတန်းနဲ့ခိုင်ကန့်ခေါင်းရိုးကျအောင်ဆက်ကျင်ရပါမယ်။ဒီလိုရက်သေးရွာတဲ့သွားရင်နဲ့မရပါဘူး။သို့တော်လည်းပဲကိုယ်ကမထံကိုယ်မျိုးလေးမပြောက်ချင်ရင်တော့ဆက်လက်ပြီးတော့နမိတ်ကိုမြင်အောင်ရှုပါ။အကယ်၍နမိတ်ကပေါ်လိုက်ပြောက်လိုက်မောင်းလိုက်လင်းလိုက်ဖြစ်လိမ့်လို့ရှိရင်လည်းပြုပြင်တတ်တဲ့သင်္ခါရတရားတွေကပြောင်းလဲခြင်းသဘောရှိပါလားဆိုပြီးတော့ဝိပဿနာလေးထည့်ရှုရင်ပိုကောင်းပါတယ်။ဝိပဿနာမျိုးစေ့လေးပါတော့။ အကယ်၍အရိအလင်းနမိတ်ကိုမရှုခြင်းမဲနဲ့အဲ့လိုယူဝပထမဇံဒုတိယဇံတတိယဇံသရွတ်တိုင်းအောင်ကျင့်ဖို့အချိန်မပေးနိုင်ဘူးဆိုရှင်အဲ့အလင်းနမိတ်ကိုခွာပါလိမ့်မယ်ခွာပြီးတော့ဦးဇင်းတို့အရိအလင်းနမိတ်အစားမိမိရဲ့ခန္ဓာကိုယ်ကအယိုးတွေအယိုးစုတွေကိုနမိတ်ပြောင်း ရှုလို့လည်းကောင်းပါနဲ့အဲ့ဒါဆိုရင်ဝိပဿနာနဲ့တမထတပြိုင်တည်းတွဲပြီးသားဖြစ်တဲ့အတွက်ကြောင့်နမိတ်ချင်းတွေ့ရင်အဲ့နမိတ်ကပိုကောင်းပါနဲ့ အကဲ၍အာသုဘကမ္မထံတော်၎င်း32ကောဋတာ၎င်းအဲ့လိုအအောင်ပြုကြည့်ပါအဲ့လိုအအောင်ပြုကြည့်လို့ရရင်အဲ့နမိတ်ကိုဖက်ထားပါတန်ဖိုးဖြတ်လို့မရတဲ့ယရဏတုတ်ကြီးလို့မှတ်လိုက်ပါအကဲ၍အဲ့လိုအာယုံပြုပါများလို့မပြုလို့ပြုလို့မပေါ်တော့ဘူးဆိုလို့ရှိရင်လေဓာလေးပါကမ္မထံနံကမ္မထံကြိုက်တဲ့ကမ္မထံတစ်ခုခုတော့ပြောင်းရပါလိမ့်မယ်ပြောင်းတဲ့အခါမှာတော့အနည်းငယ်အခက်အခဲရှိပါလိမ့်မယ် ာနာပါနာဖြင့်သမာဓိထူထောင်ပြီးပါကကမ္မထမ်းများရှိသည့်အနေနဲ့မိမိအာတန်ရာကမ္မထမ်းတစ်ခုခုတည်းကိုပဲစွဲမြဲစွာအားထုတ်လိုပါလို့ရပါလို့ရပါသလားတခြားကမ္မထမ်းတွေကိုအာမထုတ်ဘူးဆိုရင်အကျိုးနှင့်အပြစ်ကိုသိပြရစီတပိတော်အိမ်မှာတရားထိုင်ဖြစ်တိုင်းစိတ္တနုပဒနာတစ်ခုတည်းကိုပွားများနေလို့ပါဗျာတဲ့ အာနာပါနကမအာနာပါနတမာတိထူထောင်ပြီးပါကကမ္မထမ်းများစွာရှိသည့်အ ਨੇ အဲ့တော့ကမ္မထမ်းမိမိအာတန်ရကမ္မထမ်းတစ်ခုခုကိုပဲစွဲမြအားထုတ်လို့ရပါသလားဆလူတာကတော့ဘယ်သူပဲတရားချင်းချင်းကမ္မဆိုတာအလုထမ်းဆိုတာတီးရအလုဤတီးရဆိုတာကိုကမ္မထမ်းလို့ခေါ်တယ်အခုယောဂီတို့အလုလုတာအလုဌာနကင်းလို့မရဘူးလေ ကိုကြီးအစင်ကူသွားပြီးအလုတ်လုပ်မယ်ဆိုအိမ်မထိုင်နေပတ်စံမရဘူးအလုတ်ဌာနတဏျာကိုရှာရပါလေရှာပြီးရင်မင်းဒီယုံကန်းနေဒီကလက်တိုင်းနေဒီစွဲမှာဒီလုတ်လုတ်လုတ်ခိုင်းတာအဲ့ဒါမိမိအတွက်အသက်မွေးဝမ်းကြောင်းမှုအတွက်အထောက်ပံ့ပေးတဲ့နေရာတရားလို့ခေါ်ပါတယ်ကိုကအဲ့နေရာသွားပြီးတော့ကိုနေရာဆက်ဆက်ဒီနေရာဆက်ဆက်ရှောက်လုတ်လုတ်လည်းမရပါဘူးတဲ့အခုလည်းဒီလိုပါပဲတရားအားထုတ်တယ်ဆိုတာကမ္မထာနမိတ်တစ်ခုခုရဖို့အားထုတ်ကြတာပါ အကယ်၍အာနာပါနသမာဓိထူထောင်ပြီးပါကဆိုတာမဟုတ်ပါဘူးအာနာပါနကမ္မထံထူထောင်နေဆိုတာလေဝိပဿနာနဲ့သမာဓိတွဲရှုတဲ့ကမ္မထံလားသမထသက်သက်တက်တက်ကမ္မထံလားဆိုတာလေလိုပါသေးတယ်တရားထိုင်တိုင်းကမ္မအာနာပါနကမ္မထံကစရှုရမယ်လို့မဆိုလိုပါဘူးတဲ့အိမ်မှာလည်းတပြီးတော့စိတ်ဓာတ်သတိပြန်တစ်ခုတည်းပဲပေါ်များနေလို့ပါဗျာဆိုတော့စိတ်ဓာတ်နုပါဒနာသတိပြန်တစ်ခုတည်းရလဲပြီးတာပါပဲတဲ့နော်ဟိုကမ္မထံပြီးဒီကမ္မထံလည်းမဟုတ်ပါဘူးတဲ့ စိတ်ဓာတ်နုပဒနာတကမထမ်းနဲ့မိမိရှုရတာသဘောကျတယ်သဘောတွေ့တယ်ဆိုရင်စထိုင်နေရစိတ်ဓာတ်နုပဒနာသတိပဋ္ဌာန်ကိုပွားပါအာနာပါနာကြည့်မလို့တော့ဘူးနောက်တူကတော့လူရင်းတော်တော်ကောင်းကောင်းမေးရတယ်တရားဘယ်လိုအားထုတ်ရမှာလဲဖေဟာတဲ့ပြီးရောကိုထုတ်ရှင်ရတာထုတ်ဖို့ဂျွန်းထုတ်ရှင်ရထာနီးမခံမဲနဲ့ပြောလို့ရပါမလား ဒီလိုမပြောနဲ့မနီယဥစဉ်ပြောတဲ့သီလုံးဆရာနဲ့ဂင်းဆရာတော့ဇာတဗေဒအထာကရာရောတီကာရောပါဠိတော်ရောအကုန်သိတဲ့ဇာတိရသူတို့ချင်းလွဲနေကြသေးတယ်ဆိုရင်ဘာမှမသိတဲ့ပုဂ္ဂိုလ်ကျောက်ကဘယ်လိုလုပ်ပြောလို့ရဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်ဘလို့အားထုတ်ရမလဲလို့သိခြင်းရင်တရားလို့ခြင်းရင်ရန်ကုန်ကိုလာခဲ့ပါဒီမှာလဲဆရာထိတ်တို့နဲ့အခြေခံလေ့ကျင့်လို့ရပါတယ်ဟုတ်ပြီနော် ဒီမှာဥဋ္ဌိတ်တင်မလို့ရှိတယ်သူတို့ကဥစဉ်ကသူ့ကို ခိုင်းတာပါလေဘာမှမကြင်ရသေးတဲ့အတွေ့အကြုံမရှိရသေးတဲ့ပုံကိုယ်တွေရန်ကုန်ကိုလွတ်ဖို့အတွက်ဒီမှာအခြေခံကျင့်စဉ်တွေကိုပြပေးပါလို့သူ့ကို ခိုင်းတာပါလေသူ့ထံမှာနီးခံပြီးတော့တရားအထုတ်ပါ အကယ်၍ဥစဉ်တို့တရားအထုတ်တာကလည်းပန်းနိုင်တစ်ခုဥစဉ်ပေးထားပါတယ်သေးခြင်းသလိုသေးတာတော့ရှိမယ်ဆင်းရဲတာမရှိရဘူးဆိုတဲ့အပန်းတိုင်းတစ်ခုပေးထားပါတယ် ဘယ်လိုကျင့်ကျင့်ဘယ်ဘူးနဲ့ကျင့်ကျင့်ဘယ်ဆရာနဲ့ကျင့်တယ်အဲ့ဒီပန်းတိုင်းရောက်မရောက်ကိုဦးစင်းတို့ဥတီပြီးသွားရမှာပါအဲ့ဒီတော့ကြောင့်ဘယ်လိုကျင့်ရမလဲဆိုတာတဲ့တပီးတော့အဲ့ဒီပန်းတိုင်းရောက်အောင်ရှောက်ချင်နေဆိုတာမျိုးဖြစ်ပါစေဘူးတွေကများတော့ဆရာတွေကများတော့ပြဿနာတွေရှုံနေပါလေပန်းတိုင်းကဘာလဲလို့မေးတော့လဲဇဝီဇဝါဖြစ်နေပါလေအဲ့တော့ကြောင့်ဦးစင်းတို့ပန်းတိုင်းထားပြီး